တနင်္ဂနွေနေ့ဘလမော့ကျွာဟုဆိုရှမ်ပူရွာမှာစစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့်ကလေးတို့တန်ရရသွားပြီးနေတဆောင်မိလောင်ပြစီသွားတယ်လို့ဒေသခံတွေစီကတီးရပါတယ်မင်းလက်ရှိနေဒီကနေ့မနေ့ပိုင်းမှာဇဝဲဟာခြေဆိုင်စစ်ကောင်စီရဲ့အမှန်ငါးငါးချောင်းချင်းမြန်တိုင်ရင်က60မမလက်နက်ကြီးလေးလိုပစ်ခတ်ခဲ့တာကြောင့်ရန်ပူရွာတွင်ကြောက်ပောက်ခွဲခဲ့ပါတယ်လက်နက်ကြီးကြောက်ပောက်ခွဲလို့အတန်ငါးနေနဲ့ ၆နှစ်အရွယ်ကလေးနှစ်ဦးတန်ရာရသွားပြီးရွာလည်းကဤတဆောင်လေးမင်းလောက်ပြချသွားတယ်လို့ရှမ်းပေါ်ရွာဒေသခံကပြောပါတယ်။တန်ရာသွားတဲ့ကလေးနှစ်ဦးဆိုလိုဖို့ဆေးကိုတင်ဆောင်သွားပြီးလက်နဲ့ကြည့်ကြတဲ့အေဟာဆေးရောက်နေတဲ့အေဖြစ်လို့မင်းလောက်မှုများတယ်လို့ဆိုပါတယ်။စကောင်စီတက်လည်းနဲ့ကြည်ပခတ်ချင်မှာတိုက်ပွဲဖြစ်တာမရှိဘူးလို့ရန်ပိုဒေသခံပြည်နဲ့မြေပြင်မှာရှိတဲ့ဒေါ်လာကြီးတပ်ဖွဲ့ဝင်တွေကပြောပါတယ် မင်းလခုနရဲ့ညာကလည်းစွဲရအခြေဆိုင်စကောင်းစီတိုင်းကရန်ပူရွာတဲ့ကိုလက်နေခြင်းနဲ့ပြတ်ခတ်ခဲ့သေးတာပါ။